မိုးပြင်းပြင်းမောင်းကတော့နေထူးနိုင်တဲ့ကိစ္စအလုံးရင်ဖွင်လာခဲ့ပြီလေဖြစ်ပါရည်။ရမနီကမှာအောင်မြင်ဆုံးမင်းသားတွေတက်ကတယောက်ဖြစ်တဲ့နေထူးနိုင်ကတော့အခုခေတ်တော့တာမန်မင်းသားတွေကရှင်းလို့မရပါဘူး။နေထူးနိုင်ဟာနော်တောကရိုက်တယ်နော်နေကရိုက်တယ်လို့ဘယ်လောက်ပဲပြောပြောဒီနေ့ခေတ်ယုံတင်ပြနေတဲ့မင်းသားတွေမင်းသမီးတွေထက်နေထူးနိုင်ကအများကြီးအောင်မြင်ပါတယ်နော်နေထူးနိုင်ရဲ့စကားတွေ မဟာမှာသွားကြည့်ဗျူးမီလီယံချီပဲနော်သူ့ရဲ့ YouTube channel ဖြစ်တဲ့ကျဲတကုံဆိုလားနော်ကျဲတကုံ YouTube channel မှာလေးဒီဗီဒီယိုတွေတင်တယ်ဒလာဝဒေါ်လာ၄000 3000နော်အဲ့လိုရပါတယ်သူ့ရဲ့ဝင်ငွေကကြောက်ခမန်းလေးလေးပဲသူ့ရဲ့ဇာတ်ကားတွေကလည်းယာကြီးရှိတယ်ဗျာနဲတာကြီးမဟုတ်ဘူးနော်အဲ့လောက်တစ်ထိကိုနေထွေးနိုင်တာဒီနေ့ခင်မှာဈေးကွက်မပြတ်ပဲနဲ့နော်တကယ်ကျွန်တော်တို့ဗီဒီယိုခေတ်မဟုတ်ရင်တော့နေထွေးနိုင်တာဒီနေ့အချိန်မှာ online ခင်မှာတော့ရက်တည်နိုင်တဲ့ရှာရှာပါပါမင်းသားတက်လက်ပဲဖြစ်ပါတယ် ေတုနိုင်တဲ့ဇကာပေါင်းများစွာရက်တဲ့သူကတော့ကျွန်တော်မိုးပြပြမောင်ပဲဖြစ်ပါတယ်။မိုးပြပြမောင်တဲ့နေထုနိုင်ကဇကာတရားကျော်လောက်ရိုက်ပါတယ်။အခုမိုးပြပြမောင်ကိုအင်တာဗျူးကြတဲ့အခါမှာနော်။မဖြစ်လို့နေထုနိုင်နဲ့ဇကာမရိုက်တော့တာလေဆိုပြီးတော့မေးမြန်းခဲ့ကြရပဲဖြစ်ပါတယ်။အထူးသဖြင့်တော့နေထုနိုင်ကသူ့ကိုဇကာတကားမှာမိသမီတင်ရိုက်ပါတယ်။မိသမီတင်ရိုက်တဲ့အခါမှာတကားကို၅သိန်းပေးပြီးကြောင်းမိုးပြပြမောင်ကဝန်င်းစွာပြီးရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ သူနေနေနေထူးနိုင်ကိုကူညီပေးခဲ့တာအများကြီးပဲနေထူးနိုင်နေစကားပေါ့အကားတရာလောရိုက်ပေးခဲ့တယ်ဒါပေမဲ့တန်ရတာကနည်းနည်းလေးဆိုတော့သူနေနေမကြိုက်တော့မရိုက်တော့ပါနေထူးနိုင်ကလည်းကိုစိတ်အင်းကောင်းပါတယ်ပြီးတဲ့ခါကျတော့သူ့ကိုလည်းအများနဲ့တွဲခေါ်ပေးတယ်ဒါပေမဲ့သူပေးတဲ့ငွေကြီးကနည်းနည်းဟာဖြစ်တဲ့အတွက်သူနေနေဆက်မရိုက်တော့တဲ့အချောင်းကိုနေထူးနိုင်ရဲ့အခုလိုမျိုးကာစီနေမှုတွေကိုရင်ဖွင့်လာတာဖြစ်တဲ့အတွက်တိုင်းကလုံးကတော့နေထူးနိုင်ရဲ့အခုလိုမျိုးလုံးရက်ကိုအောင်းအောင်းနေခဲ့ကြပြီလေဖြစ်ပါရယ်ဗျာ